ဒီမှာချက်မောင်ရလာဝဲတာပါဆိုင်မှာတောင်းဝဲတယ်ဆိုတော့ဈေးကြီးတာပေါ့နော်ဟာဂွေးတော့ပင်လေးတောင်ရှိလိုက်သေးတယ်အလုံးမဲမင်္ဂလာပါရှင်ဒီအခုအန်လာရောက်နေတာကတော့ဒီမှာအသိပိတ်ဆွေတယောက်ရဲ့စိုက်ခင်းလေးကိုရောက်နေတာပဲဖြစ်ပါတယ်သူစိုက်ခင်းလေးကတော့ဒီမှာမျောကြည့်ပဲကြည့် Okay Oh my goodness လားမကြည့်ဒီမှာချက်မောင်ရလာဝဲတာပါဆိုင်မှာတောင်းဝဲတယ်ဆိုတော့ဈေးကြီးတာပေါ့နော်ကိုကအခုဒီမှာဒီလိုအိမ်ထဲမှာစိုက်ထားတဲ့ဟာကိုလာဝဲတယ်ဆိုတော့ဈေးတက်တာတာပေါ့နော်ဒီမှာကြည့်ပါအောင်ဟိုးမိုင်းမမိုင်းဟဲ့ဒီမှာကြည့်ပါအောင်ဟဲ့အမရေအားကြလိုက်တာမလေးဟဲ့မုံညင်းမုံညင်းဗမာမုံညင်းမွေးညာပဲနော်အမအတိလားနော်အမဟိအိမ်ကြီးနေတော့မဟုတ်ဘူး ုံးမလေးအမရဲ့အောပါဟဲအားချလိုက်တာကွာဒါမျိုးငါလည်းနောက်နှစ်ဆိုင်အောင်ပါမလေးဟဲဒီတော့ကစုံရလဲရှိသေးတယ်ကြည်ဒါကပါကစုံရကစုံရဟိုအကြီးမျိုးပေါ့နော်အရွက်အကြီးမျိုးဒီမှာချင်မောင်ပင်လည်းရှိပါတယ်ဟိုမိုက်တယ်ကွာဟိုဒီမှာလည်းဆိုက်လိုက်တာများရွဲ့နော် ။ဟိုဘက်မှာတော့ချင်မောင်လေးတွေရှိတယ်။ချင်ဟင်းကားတီးအသေးမျိုးရဲ့အရွက်တွေပေါ့နော်။အဲ့နောက်လာတာတော့နည်းနည်းလေးမှောင်သွားပြီသီလား။ကဲဒီမှာဒါကတော့ချင်မောင်။ခုနကတော့ခုတ်ပလိုက်ပြီ။ရှမ်းတင်စင်းရွက်။အခွင့်မတောင်းမဲ့ဗီဒီယိုရိုက်လိုက်ပြီ။အော်မလို့ဘူးရတယ် ေဒီမှာကြည့်အောင်မြင်းခွာရွက်လည်းရှိတယ်ကွာတပြင်းလုံးပဲကြည့်အားကြလိုက်တာပင်ပဲသေးပင်လောလောဆယ်တော့ပဲသေးလေးတွေကနည်းနည်းလေးပဲရှိတော့တယ်ခူးလိုက်ပြီဆိုတော့လေဒီမှာအိုးဒီအမစိုက်ထားတာတကယ်များတာနော်တကယ်တကယ်အော်ဘာအေးခန်းသေးပင်နော်ဒါလေးကတော့ခန်းသေးပင်ဒါပါရွက်လည်းမသိဘူးနော်ဟဲ့မခရမ်းချင်သေးပင်လည်းရှိတယ်ဒီမောင်ရွက် Oh my goodness. Tôi nghe trên đây mà sổ bó. Nó đi. Mà quế đâu bên lý đồng xí này thì đi là. Tớ mà tớ, mà tớ. Đây đã, thả đi ạ. Nó. Thả rồi xa nó nằm bó nó. Xa nó nằm lấy xí bà đấy. ô ta chú miệng mà là, chú miệng mà là. Ta chú, chú miệng lấy. Đúng mà. Chả hình ai nhỏ lấy nên này khu lại mà bó nó. Chả hình ai nhỏ lấy đấy tìm hà lý được kiếm nhà là đó em là là nắp trả đó thì là khi lý thì trong tiền là là sao này là này về nào trả đó là lý nên nên lý nó bù cao là bù quê cho hình ngay nhiều lý số nhà chỉ biết thì là ô mui nhà về Eşi de dedim ben. ိုးဟိုဖက်တေရောဒီဖက်တေရောဟိုးပင်စိမ့်လေးတနေလို့ချင်တာပင်စိမ့်လေးနဲ့ခူသွားမယ်ပင်စိမ့်လေးနဲ့လေငပိကလေးနဲ့အဲ့လိုမျိုးလေးထောင်းစားရင်ကောင်းတယ် ဒီမရေရလေတကယ်စိုက်ပျိုးရေးတအားတော်ကြတယ်ကချင်လူမျိုးတွေတင်လာသူတို့ရွက်ဆောင်ရှိတယ်တော့သူတို့စင်ပါလေတကယ်ကွာအားကြဆရာဘလောက်တောင်ပီတိဖြစ်မလဲမသိဘူးကိုစိုက်ထားတဲ့အပင်လေးတွေကိုထိုင်ကြည့်ပြီးတော့နော်တော်တော်လေးကိုဒီမှာနဲတာမဟုတ်ပင်စိမ့်နေတယ်ဒီမှာခရမ်းကစော့တီးလေးတွေလည်းရှိတယ်သူတို့ပေါ်မီးကမှိတ်လိုက်ပွင့်လိုက်တယ် ။အဲ့နာလည်းခူးလို့ပြီးသွားပြီဆိုတော့ပြန်လာတော့မယ်ရှင်။ Okay ။သူတို့အိမ်ကလည်းအနောက်ဘက်မှာကအဲ့လိုမျိုးလေးအာတစ်ပင်ကြီးကြီးတွေရှိတာပေါ့နော်။တကယ်မှကြဲ့လိုမျိုးကြီးပေါ့။တောအုပ်အုပ်လေးတဲ့မှာလိုမျိုးအဲ့လိုပုံစံလေးပေါ့။ဆိုတော့အရန်ကိုဘယ်လိုလဲ။ကျင်းဦးစရာကောင်းတာပေါ့ကွယ်အပင်လေးစိုက်ပြီးတော့အဲ့နာတို့အိမ်ကျတော့အဲ့လိုမျိုးတွေမရှိဘူးလေတစ်ပင်ကြီးကြီးတွေအဲ့လိုမျိုးမရှိဘူး ော့လည်းမျောလေးပါမလဲမွေးညာပဲမနေ့လက်ကပင်စိမ်းညာလည်းမွေးချိုင်းညာလည်းရတယ်မကဲအရင်လဲမှောင်နေပြီဆိုတော့အန်နာဒီလောက်နဲ့ပဲရလိုက်တော့မယ်ဒီမှာတော့ညာဒီပဲတည်တာလာလာနောက်ကြတော့လေဘာမှသူတို့အိမ်ရှိမှလည်းလေဥဒီမှာပန်းလေးတွေစိုက်ထားတယ်ညာဒီပဲတည်တာမနေ့ကအန်နာဝယ်လာတဲ့ချင်မရွက်ကိုပြရမယ်တလားမနေ့ကတော့ပြန်လာတဲ့ချိန်ကအရန်မိုးချုံမိုးချုံတယ်ဆိုတော့လေအဲသွားတာလဲနောက်ကြတော့လေအဲ့ဒါ ဗီဒီယိုရရလည်းတိတ်အဆင်မပြေဘူးမနေရပါတော့အဲဒီမှာအဲ့လာဝယ်လာတဲ့ချင်မောင်ရက်ဒီလိုတစ်ထုပ်လုံးကမှ10ဒေါ်လာပဲပေးရတယ်ဒီဟာမျိုးသားလေးအာဆိုင်မှာပုံမှန်ဝယ်မယ်ဆိုရင်ပေါ့နော်အဲ့ဒါဆိုအနည်းဆုံးဒီဟာဆိုရင်30ဘိုးလောက်ရှိမယ်ထင်တယ်တိလားသူကလေတတော်လေးကိုများတယ်မနေ့ကအဲ့နာအေရှာမားကတ်ကိုသွားတယ်လေအမဝယ်မလို့လို့တော့အဲ့ဒါနဲ့အမတယောက်ကပြောတယ်သူတို့သူတို့ဘေးကခြံမှာပေါ့နော် အမ်သူတို့ရချင်မရွက်ရောင်းနေတဲ့သူတို့ဟိုဒီမှာသူတို့စားတာမနိုင်တော့တော့လေအာဆေးပပေါ်လေးနဲ့ရောင်းနေပေါ့ပြောတော့အဲ့နဲ့အဲ့နာတတိယကွာအဲ့နာကလေယူမဲဆိုပြီးတော့မှသွားလိုက်တာရှင်ဒီနေ့ကတော့အာရှဆိုင်မှာဝယ်မယ်ဆိုပြီးလုပ်တော့ဒီလောက်လောက်တိုးတိုးလေးတထုပ်ကိုလေဒီလောက်လောက်လေးပဲအဲ့ဒါလေအဲ့ဒါအရွက်ကြီးပဲမဟုတ်ဘူးတိလားအယိုးအယိုးတိုင်နဲ့ပါအဲ့တထုပ်က9ဒေါ်လာတဲ့အခုကြည့်ဒီမှာအဲ့နာဝယ်လာတာဒီနေ့တိုင်မဟုတ်ဘူး ှိအားရပါရပဲဒီဟာကမှအဲ့ဒါ30ပဲဒီတစ်ထုပ်လုံးကအဲ့ဒါ30ပဲပေးခဲ့ရမယ်အဲ့ဒါထင်တာဒီအထုပ်ကြီးမြင်တော့လေဩ30အနည်းဆုံးတော့20ဘိုးလောက်တော့ရှိမယ်လို့ထင်တာတဲ့ဟုတ်မလားဖြစ်လားဟုတ်ထင်တာဒါကမှ10ဒေါ်လာပဲပေးရတယ်ကြည့်ကြပါအောင်ဒီနေ့တော့အဲ့ဒါဒီအရွက်တွေကိုထွင်မယ်ပေါ့နော် ထွင်ပြီးသွားရင်ရေဆေးထားမယ်ဆေးပြီးရင်စကာနဲ့အချောက်အောင်ထားပြီးတော့လေ ီးသွားလို့ရှိရင်အဲ့နာတို့ဒီတစ်ခါသုံးအိတ်ပေါ့နော် zip lock ထဲမှာအဲ့ဒါလေးတွေကိုထည့်ထည့်ပြီးတော့မှအဲ့နာသိမ်းမယ်စောင်းရာဒီအတွက်ပေါ့နော်အခုကဆယ်လပိုင်းနဲ့ဝင်ပြီဆိုတော့ဆယ်လပိုင်းလောက်ကုန်နီးလောက်ဆိုရင်အေးလာတော့မှဒီနှစ်ကအေးတာနောက်ကျတယ်ဒီလားပုံမှန်ဆိုရင်ဆယ်လပိုင်းဟို6လပိုင်းလောက်ကုန်လောက်နဲ့ဆယ်လပိုင်းလာဆန်လောက်ဆိုရင်တော့အေးရမှာလေအခုတော့မအေးသေးဘူးလုံးဝမအေးသေးဘူးပူနေသေးတယ်အားကြောင့်စိုက်ပျိုးသည်တမားတွေကလည်းအခုလေဒီလိုမျိုးသူတို့တွေကလည်းအတအားကိုဈေးလျှော့တာ ချမ်းချမ်းစိုက်တဲ့လူတွေပေါ့နော်အဲ့ဒါချမ်းထဲမှာတောင်းဝယ်ရဆိုရင်လေဈေးတတော်တတတာအများကြီးတတတာဆိုအဲ့မှာတောင်းဝယ်ကြတာပေါ့တောင်းဝယ်ပြီးအဲ့လေခုနလိုမျိုးဈေးတစ်ခါသုံးအိတ်လေးထဲမှာထည့်လိုက်မယ်ဆိုရင်အာတနစ်စာအေးစစ်စစ်ပဲဆိုတော့ USA မှာကတော့အဲ့လိုမျိုးပဲလုပ်ရတယ်လားအာအခဲထဲမှာတင်ထားပြီးတော့စောင်းနဲ့တတွင်းလုံးကိုစားပေါ့နော်အမား ကိုကလည်းအမဆေးထားပြီးသားပဲဆိုတော့ကိုတကယ်ချက်တော့မဲ့အချိန်ကြာလို့ရှိရင်အမမြစ်ကလေးဝယ်ပေါ့ကွယ်မြင့်နဲ့မြစ်ဖြစ်ဖြစ်ပစွန်ဖြစ်ဖြစ်ပေါ့အဲ့ဒါနဲ့ဝယ်ပြီးရင်ကိုကထည့်ချက်လိုက်ရုံပဲပြန်လဲဆေးဆရာမလို့တော့ဘူးဆိုတော့လေသူကတခုတော့မကောင်းပေါ့ရေခဲတက်တာလည်းထည့်ထားပြီးပြီဆိုရင်တော့သူကဘယ်လိုပြောမလဲပျော်သွားပြီဆိုရင်နည်းနည်းနှွားလိုမျိုးတော့ဖြစ်သွားတာပေါ့ဒါပေမဲ့ကြော်စားနေတော့ မတိတာပါဘူး။မဟင်းရေကိုအရွက်အဖက်လိုက်ကလေးနဲ့စားချင်တယ်ဆိုရင်တော့အဆင်မပြေဘူးပေါ့နော်။ဒါကြောင့်များသောဖြစ်ကတော့အဲ့နာရောမြင့်နေပဲကြော်စားတာများတာပေါ့နော်။ခြံတဲ့ site သမားတွေကအခုချိန်ဆိုရင်တော့သူတို့ကတအားကို short ပြီးတော့မှရှောင်းတယ်။ဘာလို့ဆိုစောင်းတွင်းဝင်ခံနေပြီဆိုတော့သူတို့မရောဘူးဆိုရင်လဲစောင်းတွင်းကတစ်ချက်အေးလိုက်တာနဲ့အဲ့ဒါလုံးဝသူကဘယ်လိုပျော်ပြီးမှလဲခဲပြီးမှပျော်သွားတာအဲ့လိုမျိုးဆိုတော့လေ။အာမနေ့ကအဲ့လားအဲ့အမကြီးစင်မှာတွားဝယ်လား။ ။ तू လည်းသူရလေရောင်းဖို့စိုက်တာမဟုတ်ဘူးတိလား။ तू ကကြတော့ဒီလိုပဲတတိုင်းတစ်ပိုင်းစိုက်ထားရင်လည်း तू ဟာအရန်ဖြစ်တော့လေ။တော့သူတို့မစားနိုင်တော့အဲ့လိုလေရောင်းတာပေါ့ကွယ်။ဈေးပေါပေါလေးနဲ့ရောင်းတာပေါ့။ဆိုတော့ဝယ်တဲ့သူတော့လည်းတန်တာပေါ့ကွယ်။ဒီမှာကတော့အမေရိကန်မှာတော့အဲ့လိုမျိုးအခုပဲဈေးတက်တာလား။တကယ်တကယ်ဆောင်းတွင်ရောက်လို့ဝဝဲမယ်ဆိုရင်လေဒီလိုမျိုးနည်းနည်းလေးဒီလောက်နည်းနည်းလေးဆိုရင်လေ9ဒေါ်လာ10ဒေါ်လာဖြစ်သွားရောအဲ့လိုမျိုးဖြစ် ကျွေးအိတ်တစ်ထုပ်တော့ရလာပြီအများကြီးကြံသေးတယ်နှစ်ထုပ်ကျွေးကျွေးအိတ်အပြည့်နဲ့ဆိုရင်တော့သုံးထုပ်သုံးထုပ်နှစ်ထုပ်သုံးထုပ်လောက်တော့ရမယ်ထင်တယ်ဒေါ်လာ30နဲ့ရောအများကြီးရတော့လေရှမ်းပြောတယ်အဲ့နာတို့လိုအင်ရှင်မတွေရတယ်သိတယ်မလားပတ်စံအောင်လေအဲ့လိုမျိုးမထွက်တဲ့နေရာလေးတွေမထွက်အောင်နော်တတားတဲ့နေရာလေးတွေနဲ့လိုက်ကြည့်ပြီးအဲ့လိုလေးလုပ်ရတာပေါ့ကွအဲ့ဒါမှပဲပတ်စံအားလဲစုမိစောင်းမိရတာပေါ့နော် မဟုတ်ဘဲနဲ့ဒီတိုင်းအဲ့လိုလုပ်ရင်လည်းတည်ရတိုင်းပဲဒီနိုင်ငံမှာတော့လေကိုလို့ချင်တာကိုဖြစ်ချင်တာကိုရဲ့အိမ်မက်တွေလည်းအကောင့်ထဲပေါ်နိုင်သလိုပတ်စံစုရတာလည်းရမ်းခက်တယ်အဲ့လိုမျိုးဖြစ်တယ်ရမ်းပူလို့ဆမင်းချိလိုက်တော့ကျွတ်ကျွတ်အိမ်နဲ့အိမ်အဲ့လိုအပြည့်အသိရပါတယ်ဒီမှာချစ်ညာပဲပေါ့နော်ဒီမှာနှလုံးရတယ်ကျွတ်ကျွတ်အိမ်ကတော့မှနွမ်းသွားပြီလား ဟိုနွားသွားတော့ပို့ပြီးတော့မှကျစ်သွားတာပေါ့လေမျိုးလေဟိုအရန်လက်ဆက်နေတဲ့အရွက်ထည့်ရဲဆိုရင်တော့ပို့ပြီးတော့မှ3အိတ်လောက်တော့ရမှာပေါ့အခုကတော့2အိတ်ရပါတယ်ခဲအခုတော့စကားရင်းနဲ့ပေါ့နော်ဒီမှာဆေးပြီးတော့မှဒီစကားထဲမှာစစ်ထည့်ထားမယ်ချက်အောင်သေးတယ်ဒီကတော့တော့ သုံးခေါက်တော့အနည်းဆုံးစိမ့်မှာပဲသဲလေးတွေကကြောင်ပါသူတော့ဆက်နာတော့ဒီလိုနည်း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 စီပဲဆေးသွားပြီးတော့ပဲအဲ့လိုထည့်မှာပေါ့နော်ဒါကြီးတက်မှာဆက်မဟုတ်စဲတော့အဆင်မပြေဘူးဆေးရတာသဲမပြောင်ပါဆိုလို့လည်းအကြောင်းခေါ်ရအဲ့နာသုံးခေါက်ဆေးပြီးပြီဆိုတော့ဒီမှာဒီဆေးပြီးသားဟာဒီချင်းလေးတွေမှာထည့်လိုက်မှာပေါ့နော်ထည့်ပြီးတော့ဒီမှာဖြန့်လိုက်မှာ ဒီမှာစကားချင်းတက်မှာပေါ့နော်ဒီမှာအဲ့နာရဲ့ကိုလုံးတော့မဖုံးနေပြီဒါတော့ကြီးတဲ့ကိုလုံးတော့ဖုံးနေဆိုတော့ဒီစကားဘယ်လောက်ကြီးလဲဆိုတာကြီးလိုက်တော့ဒါတော့အဲ့နာအခုရေစစ်ထားမယ်စစ်ထားပြီးသွားလို့ရှင်ခဏနေကြလို့ရှင်အဲ့နာ C block ထဲမှာပြန်ထည့်မယ်နော်ခုတော့ဒီမှာ၆သွားပါပြီဒီလို C block ပြောနော်ဒါလေးနဲ့ထည့်မယ်အဲ့ဒါလေးတဲ့မှာတထုပ်စီတထုပ်စီအဲ့လိုလေးထည့်သွားမှာပေါ့နော် ဒီအိတ်လေးရတော့လေသူကအချင်းဟင်းလေးပဲချက်မလားဘာလို့လဲဆိုသူတထောက်ကအတော်ပဲပေါ့နော်ဒါမဲ့ဟိုကြော်စားဖို့အတွက်အထုပ်ဆိုရင်တော့နည်းနည်းလေးတော့သေးတာပေါ့ဟာနည်းနည်းသေးတယ်ဒီမှာဒီဖာပဲဖြစ်ဖြစ်အဲ့လိုတိတ်ထဲလိုက်ပါရှင် Okay, အဲ့လိုလေထုတ်လိုက်ပါတယ် ကဲအခုတော့အဲ့နာလည်းပြီးသွားပြီဒီမှာလောက်တာဆက်ထုတ်ရတယ်ဆိုတော့ခဏရေကဲတက်တာလည်းမသိမ့်လိုက်ပါတော့မယ်ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြည့်ပေးတဲ့သူအားလုံးကျေးဇူးများတင်ပါတယ်ဒါကတော့အဲ့နာတို့ဒီအမေရိကန်နိုင်ငံမှာနေတဲ့အခါမှာစောင်းတဲ့ဘက်မှာပေါ့နော်ကိုစားချက်နဲ့အသီးရွက်လေးတွေကိုဘယ်လိုမျိုးသိမ့်နေဆိုတာလေးကိုအဲ့နာပြပေးသွားတာဖြစ်ပါတယ်ရှင်ဒါရေဗီဒီယိုလေးကိုအစားဆုံးကြည့်ပေးတဲ့အတွက်လည်းကျေးဇူးများတင်ပါတယ်အားလုံးကိုစိတ်နှပြကြမှာချမ်းသာကြပါစေဘိုင်ဘိုင်ဒီမှာ ဒီထဲမှာရှိတဲ့ဟာကတော့အဲ့နာအခုကြော်ဖို့ပေါ့နော်